ားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေလို့ကျမနှွေတွေကဥစွာနှုတ်ဆက်ပါရစေရှင်။အပစင် CJ platform ရဲ့ရာသစာပေအစီအစဉ်တစ်ခုဖြစ်တဲ့စနေညရဲ့စာသေးတဲ့အစီအစဉ်လေးကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်အတွက်ရွေးချယ်ထားတာကတော့စာရေးဆရာဘဘိုးတန်စင်ရဲ့ညည်ဤဆန်းသောလမ်းများလို့အမည်ရတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရစေ။ဒီဝတ္ထုလေးထဲမှာဆိုရင်တော်လိုင်းရေဘော်ရီရဲ့ခိုင်မာသော စိတ်တက်တွေနဲ့ သူရဲ့နိုင်ငံရေးအပေါ်တွေးခေါ်သုံးသပ်ပုံတွေကို နားဆင်ရမှာပဲဖြစ်ပါရဲ့ရှင်။ငြိမ်းရစံသောလမ်းများလာရောက်ရွှန်သောညတညတွင်ရောနေ၏တနေရာခရောင်းမြေတစ်ခုတွင်ကျွန်တော်တို့ရဲဘော်တွေစကားတွေအများကြီးကြော်ပြကြပါသည်။ကျွန်တော်တို့ပြောသောအကြောင်းအရာများတွင်ကျွန်တော်တို့၏အတိတ်များကျွန်တော်တို့နှင့်ဆက်စပ်နေသောပစ္စုပ္ပန်များပြီးတော့ကျွန်တော်တို့နှင့်တိုက်ရိုက်ထိစပ်နေသောတော်လှန်ရေးများ အထွေထွေကြက်တဲမှုများပြီးနောက် စစ်မှုထမ်းဥပဒေအရတက်ရောက်ရိုက်ခတ်မှုများနဲ့ပတ်စပို့လုံရင်အသက်သေဆုံးရမှုများအသက်နှင့်ဘဝတွင်မလုံခြုံမှုများအကြောင်းအရာများသည်စင်ကယ်ကူပြောင်းလျက်ရိုးရိမ်မကုန်ဆွေးနွေးမကုန်ဖြစ်နေပါတော့သည်တော်လိုင်းရင်တွင်နေရမျိုးမျိုးဖြင့်ပါဝင်နေကြသောကျွန်တော်တို့၏တက်လက်ပိုင်းအရွယ်များအကြောင်းကိုလည်းတိခောက်နေကြပါသည်ကျွန်တော်တို့၏တက်လက်ပိုင်းအစသည် တကြောပြန်အမောင်ဖုံးကလမ်းဆောင်သို့လျှောက်သွားခဲ့ရသည်ကျွန်တော်တို့ယုံကြည်ချက်များ ကျွန်တော်တို့မျှော်လင့်ချက်များကျွန်တော်တို့အိမ်မက်များနဲ့ကျွန်တော်တို့အနာဂတ်များအားလုံးဒီပိုင်းပိုင်းဖြတ်မွေနင်းချေခံရရသည်ဆူနာမီရေလိုင်းကြီးတွေပမာကျွန်တော်တို့ရဲ့အိမ်မက်များကိုအာနာရှင်သည်ဝါးမြူဆုပ်ယူနေပါသည်ကျွန်တော်တို့သည် အာနာရှင်ဤဝါးမြူခြင်းကိုခံနေမည်လားမဆုံမနစ်တွန်းလှန်မည်လားစဉ်းစားရင်ဆုံဖြတ်ဆုံဖြတ်လျက်ခြေတက်နေကြရသည်တီးတက်လာသော မိုးသောတိမ်လေများအောက်တွင် မောင်းဝါသောသောလာရောက်တွင်ကျွန်တော်တို့ထိုင်နေကြသည်ညသည်အေးဆက်နေသည်လသည်တင်းများသောသို့ဝင်ကြီးထွက်ချေလုံနေသည်အတွေ့များသည်ခုနှစ်ဆင့်ကူကလူနေသည်တတန်းတွင်စီးနေသောရောချောင်းပြင်နှင့်အတူကျွန်တော်တို့အတွေ့တွင်စီးမျောနေမိကြသည် စီးမျောနေသောကျွန်တော်တို့၏နှလုံးပေါ်ရဲ့တွင်မြောက်ခင်ရဲ့ရွာတွင်စစ်ခွေးနှင့်ပြုခွေးများ၏အရှင်လက်လက်မိရှို့တပ်ဖြတ်ရှင်ခံလိုက်ရသော YDF ကာကွယ်ရေးတပ်မ ဖိုးတင်နဲ့တာထောင်ဆိုသောကောင်းလေးနှစ်ယောက်အကြောင်းကစုံမစီမျောနေ၏။တော်လန်ရေးဆိုသည်ကကိုယ်လိုက်ဝဲလိုက်တိန်လိုက်နှစ်လိုက်ဖြစ်နေသောချောင်းမြင့်ကျေလိုများလား။ကျွန်တော်တို့ရေဘော်တွေကတော့မြစ်တွေနဲ့တူသလားမတူသလား။ကျွန်တော်မတွေးတဲ့တွေးတဲ့အတွေးဖြင့်နဲ့နေမိ၏။ခလန်လန်းတွင်လှေကလေးတစ်စင်းမိရင်လေးကိုအဖော်ပြုလျက်လှော်ခတ်နေပါသည်။သူများတွေအိတ်ဆက်အနားယူခြင်းမှာပင်မအိတ်နိုင်ရှာသည်။ ။အိုးအိမ်ဖြစ်ကဒီချောင်းတွင်တိတ်ထူကဆစ်ရှောင်းနေကြသောပြည်သူတွေမနေမနောရှိသည်။တံငါလှေကလေးပေါ်ကခတ်သက်သက်ထွက်ပေါ်လာသော RF Radio မှထုတ်လွှင့်သောနိုင်ငံရေးသတင်းသဘောက်သည်တိတ်ဆိတ်ငြိမ်သက်နေသောကျွန်တော်တို့တွေးမြောင်းကိုဖြတ်တောက်ကြလိုက်ပါသောသည်။စကိုင်းတိုင်းတနေရာတွင်တော်လိုင်းရဲဘော်များအဆူလိုက်တပြက်ခံရသည်။ဒီသတင်းမျိုးတွေကကြားရသည်မှာယိုးနေတော့လဲကြားရတိုင်း ှလုံးသားတို့နားချင်ရသည်လိုင်းအောင်ပြောက်တော့မယ်ပြန်ကြစို့ရေဒီယိုဒန်ဆုံးသွင်းရဲဘော်တယောက်ထံကအစကားထွက်လာသည်အတန်ငယ်တိတ်ဆိတ်နေကြပြီးမှချောင်းမြင့်ကြီးကိုရောတငါလှေကလေးကိုပါကျွန်တော်တို့လမ်းခွဲလိုက်ပါသည်ဆစ်ချောင်းတငါလှေလေးသည် ဟင်းစော့တခွဲရရန်အတွက်ချောင်းမြင့်ထက်ဝဲနွယ်လျားစွာစည်းလျက်ဒီကရသောဟင်းစားငတန်သေးနှုတ်ကလေးများကိုသူတို့ဒီမယောင်စစ်ချောင်းအချင်းချင်းဝေးမြလာစားသုံးကြမည် တချို့သောစစ်ချောင်းများသည်ကျွေဥတူကြသည် တချို့သည်ဟင်းရွက်ခူကြသည်တချို့သည် ပြောင်းဆက်လူများရှာကြသည်ချိုးပြောင်းဆက်လူများကိုသုံးလုံးတင်ထမင်းအဖြစ်ချက်စားလျက်စစ်ခွေရလာတမီနေကိုမျောလင်းချက်မဲ့စွာဆောင်းစားနေရ၏နှုတ်ဤဆောင်းမခြင်းအလွင်ဘေဘီပနိုင်ငံ၏လူသားချင်းစာနာမှုအထောက်ပံ့မှ ထိရောက်စွာမရကြစဘာမဆိုင်နိုင် ပေမဆိုင်နိုင်ကြက်တော်အလူမဆိုင်နိုင် မျိုးစိမျိုးဆက်နှင့် အိမ်ရန်လင်းနွားစိတ်ကြွေးများကို ဖြက်လီပြည့်နေပြင်စခွေးတို့သည်မိရှုကဖြက်စီခဲ့သည်ညရီသည်တူသိမ့်လွန်းသည်ကိုချမသည်လာရောင်သည် ဖွေးနေသည်စီးရထက်ထချားထားသောကုကုကိုကွယ်ဝတ်မထားသောညရီကတော့အေးအေးမြမြရှိပါသည် မနေ့ညကသာနေသောလာသည်ယခုညမှမြင်ရသောလာပင် ဖြစ်ပါလိမ့်မည်မနေ့ညကမြင်ရသောကြဲကလေးများသည်ယနေ့ညတွင်မြင်ရသောကြဲကလေးများပင်ဖြစ်ပါလိမ့်မည် တို့သော မနေ့ကမြင်ရသောဆက်ဆောင်များကတော့ဒီနေ့မြင်ရသောဆက်ဆောင်များမဟုတ်ကြတော့မနေ့ကမြင်လိုက်ရသောရဲဘော်တချို့သည်ယနေ့တွင်ကျွေလွန့်သွားကြ၏။အိုးအိမ်ကိုဆွန်လျက်ရဲရွာကိုကြောက်ခိုင်းလျက်လုံကြုံရသောဆက်ဆောင်များရွေနေကြ၏။တနက်ကိုစီလွယ်ပိုးလျက်လာရောင်အောက်တွင်လမ်းလျှောက်လျက်ကျွန်တော်တို့တငယ်ချင်းတစုရောက်တဲ့ရရာပြောပြကြပြန်သည်။ယခုညပြောပြသောအကြောင်းအရာသည်မနေ့ညကပြောပြသောအကြောင်းအရာပင်ဖြစ်ပါသည်။ ဘဝဆိုဒီမှာစံတော်ဝဝရှောက်လဲရတော့လမ်းမျိုးမဟုတ်မှန်းတော့ရည်တည်တည်တည်ထားကြပါသည်ခက်ခဲကြမ်းတမ်းသောအဆုံးဖြတ်များသည်နုနယ်သောအသည့်လုံလောက်သောအတွေ့အကြုံမရှိသူတို့အတွက်ဆရာတဆုံမဖြစ်နိုင်သေးဘူးဆိုတော့ကိုတော့လက်ခံထားပါသည် ကောင်းသည့်ထင်၍မှန်သည့်ယုံ၍ရှောက်ခဲ့သောလမ်းကလူတချို့ကို နာကျင်စေခဲ့ပြီးပြီအခုလဲနာကျင်နေသူတွေအများကြီးရှိနေတော့မှမဟုတ်လားဥပမာမိမိတို့တော်လိုင်းရင်လုံ၍ နောက်ကွယ်မှာကျန်ရသောမိသားစုဝင်များကိုစစ်ခွေးများသည့်အကြောင်းမဲ့တပ်ဖြတ်မှုအပြစ်မဲ့မိသားစုဝင်များဒေဆုံရမှုနောက်လဲမပြီးဆုံးသေးသောအိမ်မက်ရှေတို့အတွက်ရွေးချယ်စရာလမ်းများက အသင်ဆောင်ကြုံနေပါအောင်မည်ကိုလျှောက်လန်တဲ့လမ်းဟာကိုလိုချင်တဲ့ဘန်နိုင်ကိုမရောက်နိုင်ဘူးဆိုရင်ကျွန်တော်အဲ့ဒီလမ်းကိုဆက်လျှောက်နေဖို့မလိုတော့ဘူးပေါ့ဗျာအန်အောင်လို့ရပြောသူတကယ်ချင်းမျက်နှာကိုကျွန်တော်တို့စိုက်ကြည့်လိုက်ကြသည်သူကတော့အေးစစ်စစ်ပင် ချောင်းမြင့်ကိုသာကြည်နေ၏ပြီးတော့မှသူ့ရွေးချယ်စရာနဲ့ပတ်သက်လို့ခမရို့ကိုကျွန်တော်ပုံမြင်တဲ့ပုတ်ပြောချင်နေဗျာဟုစကားဆက်ပြန်၏ကျွန်တော်တို့ညင်သက်နေလိုက်သည်နားထောင်နေခြင်းဖြစ်၏ရွေးချယ်မှုခက်ခဲနေတဲ့ခမရို့အတွက်ရွေးချယ်စရာနဲ့ပတ်သက်လို့ကျွန်တော်ပြောမယ့်ပုံမြင်ကလင်းယုံငွေတွေအကြောင်းပဲပေါ့လင်းယုံငွေမျိုးစိတ်ပေါင်း60ကျော်ကိုဥရောပတိုက်အာရှတိုက်နဲ့အာဖရိကတိုက်တွေမှာတွေ့နိုင်တယ်လို့ဖတ်ရဘူးတယ်အမေရိကန်နဲ့ကနေဒါမှာလင်းယုံမျိုးစိတ်ပေါင်း2မျိုး အမေရိကန်တိုက်အလဲပိုင်းနဲ့တောင်ပိုင်းတွေမှာ၉မျိုး၊ဩစတြေးလျမှာ၃မျိုးနဲ့ကြံတင်တောက်တွေမှာတွေ့ရမှာတော့လင်းယုံမျိုးစိတ်ပေါင်း၁၄မျိုးကိုတွေ့နိုင်တယ်လို့ကျွန်တော်ဖတ်ပူးတယ်။စွန်ငှက်၊သိငှက်စားရတဲ့အဲ့ဒီမျိုးစိတ်ငှက်တွေထဲမှာလည်းလင်းယုံငှက်ဟာအသက်ရှည်ဆုံးလို့လည်းသိရတယ်။လင်းယုံငှက်ကအနည်း80အထိအသက်ရှည်နေနိုင်တယ်။ဒါကလည်းလင်းယုံငှက်တိုင်အတွက်တော့မဟုတ်ဘူးပေါ့။အဲ့ဒီလိုအသက်80ကျော်အထိနေထိုင်ဖို့ဆိုရင် လင်းဦးကအရေးကြီးပြီးတော့အလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်တခုကိုမဖြစ်မနေချရတယ်လို့နှုတ်သူတွေကထုတ်ပြန်ထားတယ်။ခမားတို့ကျွန်တော်တို့ဒေါ်လာရင်းလောက်သလိုတွေ့ဝင်နေလို့မရဘူး။လောက်ဆရာရှင်ရဲရဲလို့ဆုံးဖြတ်ချက်ကိုမှန်မှန်နဲ့မြန်မြန်ချရမယ်။ဘသူဒီရန်သူနည်းဘသူရမိတ်ဆွေနည်းဆိုတော့မြန်မြန်တိကျစွာပိုင်ရှားနိုင်ရမယ်။လင်းဦးကအသက်၄၀တွေကိုရောက်တဲ့အခါကောက်ကောင်ကိုဖမ်းတဲ့သူ့လက်သေးကပျက်စီးလာပြီးနှုတ်သီးရလည်းရမန်းထိရှိပြီးကောက်ကောက်ကြီးဖြစ်သွားတယ်။အမွှေးတွေကချူပြီးတော့ အတောင်တွေကအရင်များနေတော့ပြန်သိမ်းရတာလေးလံလာတယ်စိတ်သွားတိုင်းကိုမပါတော့ဘူးလင်းရုံတကောင်အတွက်အတောင်စုံတိုင်းလဲကောင်းတာမဟုတ်ဘူးရေဒီတော့သူ့မှာရွေးချယ်စရာကနှစ်ခုပဲရှိရင်အသက်40အရွယ်မှာအသေးခံမလားဒါမှမဟုတ်နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုဖြတ်တန်းရင်အသက်ရှင်မလားကျွန်တော်တို့လိုပေါ့တော်လန်မလားဂျုံခံမလားတချို့လင်းရုံတွေကတွေးတယ်ဒီအတိုင်းတော့အသေးမခံနိုင်ဘူးမစွန်စားဘဲတရားအထက်ဆိုင်စွန်စားပြီးနေရတာကပိုကောင်းတယ်လို့တွေးမိတဲ့ ကောင်းပြီဘဝကိုပုံမလွတ်လပ်စွာဖြတ်သန်းခြင်းနဲ့လင်းရောက်တကားအရင်ဆုံးအမြင့်ဆုံးတောင်ထိပ်ကိုရအောင်ပြန်သန်းဖို့လိုပါတယ်အဲ့ဒီတောင်ထိပ်မှာအတိုင်းတစ်ခုလှုပ်ပြီးနေနာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကြော်လွှားဖို့ရပ်ပေါင်း150ကြာပါတယ်နှစ်တဝက်နေပါပဲဆိုပါတော့ကျွန်တော်တို့လိုပေါ့အရင်ဘဝကိုစွန့်ပြီးအလုံးလွတ်မြောက်ဖို့တိုက်ပွဲဝင်ကြတယ်စွန့်တဲ့နာတွေစွန့်ခဲ့ကြတယ်အဲ့ဒါလိုနဲ့လင်းရောက်နေဟာတောင်ထိပ်ကအတိုက်ထဲမှာပဲနေပါတယ်ပြီးတော့သူ့နောက်ဒီကိုကြောက်ဆောင်နဲ့ရိုက်ပြီးချုပ်ပစ်ပါတယ် သူ့ရဲ့နှုတ်သီးအဟောင်းပြုတ်ထက်သွားတဲ့နောက်နှုတ်သီးအစ်စ်ပြန်ပေါက်တဲ့အထိအဲ့ဒီအတိုက်ထဲမှာနေရပါတယ်နှုတ်သီးအစ်စ်ပြန်ထွက်လာတော့မှသူ့ရဲ့ရှေတဲ့ဟောင်းတွေကိုသူ့နှုတ်သီးတင်နဲ့တစ်ခုပြီးတစ်ခုဆွဲဖြုတ်ပြရပါမယ်ခြေတဲ့အစ်တွေပြန်ပေါက်လာတဲ့အခါသူ့အတောင်တွေကိုတစ်ချောင်းပြီးတစ်ချောင်းနှုတ်သီးတင်နဲ့ဆွဲနှုတ်ပြရပါတယ်နောက်ထပ်ငားလာကြတဲ့အခါအမွေးတွေအတောင်တွေပြန်ထွက်လာပြီးပြန်သန်းချင်းကိုစတင်မာတော့တယ်နောက်ထပ်အနှစ်30နေပေအောင်နော်ဒီလိုနီးနဲ့လင်းရုံတကာဟာ အသက်80အထိရှန်တန်နေထိုင်သွားနိုင်ပါတယ်။လေယုံနဲ့ကျွန်တော်တို့ကြားမှာထိဆက်နေရတဲ့အများကြီးရှိတယ်ဗျာ။ကျွန်တော်တို့ဟာကျွန်တော်ဘဝမှာဘာကြောင့်အပြောင်းလဲတွေကိုလိုအပ်နေကြတာပါလဲ။ဘာကြောင့်တော်လိုင်းအောင်မှုလိုအပ်နေကြတာပါလဲ။လေယုံတကောင်အတွက်အပြောင်းလဲကမများလာပေမဲ့ကျွန်တော်တို့တွေဟာဘဝအတွက်အပြောင်းလဲတွေလုပ်ဖို့အများကြီးလိုအပ်ပါလိမ့်မယ်။ အပြောင်းလဲလုပ်တဲ့နေရာမှာကျွန်တော်တို့ရဲ့ခေနောက်ပြန်ဆွဲနေတဲ့အတွေးကောအဟောင်းတွေအချင်းဆိုးဇေယိုက်ဆိုးတွေဆုပ်ပြတ်တက်နေတဲ့စိတ်ဓာတ်တွေအမိကျက်အမိစားခေါင်းကျက်ခေါင်းစားတွေကြီးနိုင်ငယ်ညံ့အမှုအကျင့်တွေအားလုံးကိုတစ်ခုပြီးတစ်ခုဆွဲနှုတ်ပြဖို့လိုအပ်ပါတယ်။ဒါမှကျွန်တော်တို့ရဲ့အနာဂတ်တွေကျွန်တော်တို့မျိုးဆက်တွေရဲ့မနှက်ဖြန်တွေကလှပလာတော့မှာပေါ့။ဒါမှကျွန်တော်တို့လူအဖွဲ့အစည်းကြီးကတာယာလှပလာတော့မှာပေါ့။အခုတော့ဒါရီရဖို့စက်တော်လိုင်းရုံပေါ့။တော်လိုင်းရင်းနဲ့ကြာဆောင်ရသူတွေ တော်လန်ရင်နဲ့ကိုလက်အင်ကဆုံရှုံရသူတွေတော်လန်ရင်ဘဝပြည့်ရသူတွေနဲ့တော်လန်ရင်အိုးအိမ်ပြောင်းရတဲ့သူတွေအတွက်လည်းကျွန်တော်တို့ဟာလင်းရုံတကောင်လို့တန်မာရေးစိတ်နဲ့ကုညီဖို့လိုမယ်ပြီးတော့တော်လန်ရင်လူလိန်တွေတော်လန်ရင်အမိခံတွေနဲ့တော်လန်ရင်တာကူတွေကိုလည်းလင်းရုံတကောင်ရဲ့အမြင်မျိုးနဲ့မြင်အောင်ကြည့်ပြီးရှင်းလင်းဖယ်ရှားဖို့လိုမယ်တငယ်ချင်းကအားရပါရပြောရင်ရုတ်တရက်ဖျက်ချလိုက်ပါသည်လူရင်းဆိုတော့လေတိုင်းပြည်နယ်လူမျိုးအပေါ်မှာထားသော သူ့စေတနာတွေကိုနားရအောင်ကသူ့မျက်နာပေါ်မှာအထင်းသာတွေ့လိုက်ရသည်မိုးသားတန်ရိပ်တို့သဘောဝရဖြစ်တန်းခဲ့ပူပါသည်ခဏကြာတော့မှနောက်တငယ်ချင်းတယောက်ကဆက်ပြောပါသည်ဟုတ်တယ်ဗျာလင်းယုံလိုတရိစံတကောင်ကတော့သူ့အတွက်မလိုအပ် တော့တဲ့အစိပ်ပိုင်းတွေကိုပယ်နှုတ်ပြစ်နိုင်သေးရင်ကျွန်တော်တို့လိုအသိဉာဏ်ရှိပါတယ်ဆိုတဲ့လူသားတွေကကျွန်တော်တို့အတွက်မလိုအပ်တဲ့အထွေးခေါ်အဟောင်းတွေကိုဘာလို့ဖတ်တွေ့နေမှာလဲတော်လန်ကြီးဆိုတာအာနာရှင်လဲတော်လန်အထွေးခေါ်ကိုလဲတော်လန်ကိုလျှောက်တဲ့လန်က ဘယ်ဘန်းနိုင်ငံမှာမရောက်ဘူးဆိုရင်ဆက်မလျှောက်တာပဲကောင်းပါရဲ့ဗျာအနောက်တောင်ဘက်စီကတလိမ့်လိမ့်လွင့်တက်လာသောတိမ်တိုက်တွေအောက်သို့လာရောက်သည့်ခေါင်းငုံနေချိန်မှာပင်ကျွန်တော်တို့တွေလူစုခွဲခဲ့ကြပါသည် အရှိရက်တွင်ရောင်နေလဲထင်လာပြီဖြစ်၏မကြမီမိုးတောက်တော့မီမကြမီတိမ်ညုံမိုင်းတို့လွင့်မာတော့မီမကြမီတွင်ပြည်သူအောင်ပွဲချင်းချင်းသေးတော့မီမကြမီတွင်အာနာယူတစုလူပြေမှစူတေကြတော့မီ ယခုတော့တနက်ကိုစီလွဲတောင်းဝင်းကိုစီတယ်လျက်ဖက်ဒရယ်အတွက်ကျွန်တော်တို့တိုက်ပွဲဝင်ပါအောင်ဘဘိုးတန့်စင်အခုနောက်ဆင်ခဲ့ရတာကတော့ CJ platform ရဲ့စနေညရင်စာသေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုအပတ်စဉ်စနေနေ့ည9:00နာရီမှာ CJ platform ရဲ့ Facebook, YouTube နဲ့ Telegram တို့မှာတင်ဆက်ပေးနေတာမို့စောင့်မျှော်နားဆင်နိုင်ပါတယ်ရှင်။နားဆင်ပေးကြတဲ့မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာတဲ့ sorry နားဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့စစ်ဘေးသဘောဝဘေးတို့ကနေအမြင့်ဆုံးလူကင်ပါစေလို့ကျမနေနေကဆုတောင်းလိုက်ပါတယ်